မင်္ဂလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများအတွက်တည့်ရက်သားဆောင်းရင်ရှောင်းရများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့စီးပွားရေးလူမှုရေးအစအစရာရာအဆင်ပြေအောင်မြင်နေပါလိမ့်မယ်ရွှေလက်ဝေဒနာများဝင်သက်ပါတယ်ကျားမကြီးမှာစိုးရင်စရာမရှိတော့လဲခန္ဓာကိုယ်ဘယ်ဘက်အချမ်းအောင့်နေသက်ပါတယ်အခြေအေးမှာတော့တာယာနေပါလိမ့်မယ်ကိုငှားပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့အဝါရောင်နဲ့နဲ့အောင်ဖြစ်ပါတယ် ရေရာနေနေရတော့မိမိအိမ်ရဖျက်မှာကြောက်ကြောကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများတော့ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ယင်းကိစ္စဆက်ကိစ္စများတို့ပြောဆိုဖြစ်ရှင်းရတတ်ပါတယ်။အလုံမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ချစ်သူစရာနေပြီးတော့တည်ငောင်းကြားတတ်ပါတယ်။ယင်းမအောင်နေတတ်ပါတယ်။လေးကိုပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဝါရောင်ဖြစ်ပါတယ်။ ရရအနေနဲ့ကတော့မိမိအင်ရဖျားမှာနန္တိကလို့ပူဇော်ပေးပါအင်္ဂါသားသမီးများဆိုရင်ဒီမှာတော့အလုံးမှာစိတ်ညစ်เสียဆိတ်ရှုပ်เสียများကြုံတွေ့ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်ငွေကြေးနေရထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်တီးခတ်မဲ့နေလေးဖြစ်ပါတယ်မြေအမွေဖုံးအထက်ထိပ်ဖလားလျှက်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်အခြေအနေမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်အပူလောင်တတ်ပါတယ် နှစ်လေးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိအရာဖျားမှာအုံယုံ၅ခုကတ်လို့ပူဇော်ပေးပါ။ဘုံတော်ဦးသားရမီးများတို့ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းအနုံကောင်းတဲ့နေ့လေးဖြစ်ပါတယ်။အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါတယ်။အချိန်အမှာတော့ကြည်နူးချမ်းမြေ့စရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်အေးမှာတော့အဆင်မပြေမှုတွေများနေတတ်ပါတယ်။ခေါင်းမှုကောက်ကိုက်ဖြစ်တတ်ပါတယ်။ ုံးရှစ်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖေးရမှာကောင်းချင်းမောင်းကတ်လို့ပူဇော်ပေးပါ။ကြာရပရိသတ်မိများတော့ယနေ့မှာတော့စီးပွားရေးလူမှုရေးကိစ္စများအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ကြာစီသားများရာအားလုံးအောင်မြင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။အခြေအေးမှာတော့စမ်းပွင့်နေပါလိမ့်မယ်။အာယုံကြော့အကြောနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ ငါးခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်နော်အနီရောက်တဲ့ကြက်တွေးအောင်ဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိအရာပြမှာစီထမင်းကလူပူဇော်ပေးပါ။တောက်ကြာသားသမီးများတို့ယနေ့မှာတော့အလုံးနှမျိုးနေရာနှမျိုးဝင်းဝင်းနှမျိုးဘာမဆိုနှစ်ကြိမ်နှစ်ခါဖြစ်တတ်ပါတယ်။အပြိုင်ဆိုင်တွေကြားနေတဲ့ကနေပြီးတော့အခွင့်အရေးကောင်းတွေရရှိတတ်ပါတယ်။စီးမျက်စိအစာရင်နဲ့ပတ်သက်ပြီးတော့အထူးသတိပြုပေးပါ။အခြေအမှဝေးလေကောင်းလေးမျိုးဖြစ်ပါတယ်။ လေးခွန်ပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်းတဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာပြတ်မှာဘီစကစ်ကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ညနေဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းမဲ့နေမျိုးလေးဖြစ်ပါတယ်။စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းများ ਨੇ ပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်။အချင်းအင်းမှာတော့တာယာနေပါလိမ့်မယ်။ရင်ဘတ်အောင်နေတတ်ပါတယ်။ သုံးကားပါတဲ့ကိန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်နော်အနီအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖေးရမှာလိမ္မော်တိကလို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ